်မင်္ဂလာပါရှင်ဘမစ်ဒိုင်ယာရီ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်ဇလံတွဲလေးကတော့ညနေဖုံးဆိုအထက်တန်းကြောင်းသားသူရဲကောင်းအဖွဲအကြောင်းကိုတင်ဆက်ပေးသွားမှာပါအပိုင်းတစ်ဆက်ဆက်ချင်းကိုတော့ဂင်းဦးကြောင်းဆိုတဲ့ကြောင်းသားဟာကြောင်းသားတချို့ကိုအလဲထိုးနိုင်ပြီးသွေးတန်ရေးရေးနဲ့နှစ်ချက်ကလေးတက်တခြင်းနှားထောင်လာတဲ့စတင်ထားပါတယ်ပြီးတော့အဲ့ဒီမတိုင်ခင်အချိန်တွေကိုနောက်ကြောင်းပြန်ထားပြီးအမြဲတမ်းထိဆုံးမှာပဲရှိနေတဲ့ဝီကယောင်းဆိုတဲ့ចောင်းသားဟာចောင်းတစ်ခုကိုပြောင်းလာခဲ့တာပါ ူရဲ့ဖခင်ဖြစ်သူကင်ဆော့ထေကတော့ဖိနှိပ်မှုတွေလုပ်တက်ပြီးတော့စာနဲ့ပတ်သက်ရင်လည်းအရန်ကိုစီကံတင်ကျက်တဲ့ဖခင်ဖြစ်ပါတယ်။ဒီလိုနဲ့ဦးကီယောင်းကစာတင်ဂန်နဲ့ရောက်ချင်မှာပဲငကြက်တက်ထားတာကြောင့်เจ้าမအနိုင်ကျင့်တက်တဲ့လူမိုက်ချွဲဟုံးဤကသူ့ကိုလစ်လျူရှုတာပဲဆိုပြီးတော့တင်းနေရပါ။ညအင်ပြောက်တဲ့အခါမှာတော့အမေဖြစ်သူကအเจ้าအစ်မအစဉ်ပြေလာလိုအပ်တာမရှိဘူးလားလို့မေးတဲ့အခါမှာတော့ဦးကီယောင်းကအမေတောက်တဲ့စီသူရောတောက်လို့မရဘူးလားလို့မေးလိုက်ပါရယ်။ဒီခါမှာတော့အမေဖြစ်သူကလည်းစိုးရိမ်စိမ်နဲ့ဘာဖြစ်လို့လဲလို့မေးလိုက်တော့ ပီကျောင်းကလည်းဒီတိုင်းပဲအခန်းထဲဝင်လာလိုက်ပြီးတော့အင်စာတွေလုံနေခဲ့တာပါအဲ့ဒီအချိန်မှာပဲအဖေဖြစ်သူကဆေးရုံကဆရာဝန်တွေနဲ့အရက်တောက်ပြီးပြန်လာကစာလုံးနေတဲ့ဦးကျောင်းကိုတပုတ်ချင်းလိုက်စစ်နေပြီးတော့မှားတဲ့အခါမှာအာယုံဆိုင်ဖို့အတွက်ခေါင်းကိုလက်ညှိုးနဲ့ထိုးပြီးဖိအားပေးနေခဲ့ပါတယ်အဲ့ဒီဖိအားတွေကြောင့်ပဲညအိယာဝန်တိုင်းမှာမွန်းချက်မှုတွေကိုနှစ်ချက်တက်ကက်ဆက်လေးဖြန့်ပြီးတော့လေပင်းညှစ်ပြီးချိတ်ဖြောက်တက်ပါတယ်နောက်ရကျောင်းကိုရောက်တဲ့အခါမှာတော့ချွေးဟုံးဤတို့တငယ်ချင်းတစုဟာအတန်းထဲမှာမင်းစော့ဆိုတဲ့ကျောင်းသားတစ်ယောက်ကိုအနိုင်ကျင့် ထုံနှံနေတာပါပီကယောင်ကတော့ဒီတိုင်းပဲကက်ဆက်လေးနဲ့တစ်ချက်နားထောင်ပြီးတော့အတန်းတည်းဝင်လာတာဖြစ်ပါတယ်ပြီးတော့ចောင်းကပြည်တဲ့စစ်တန်းဆောင်ရွက်မှာအနာဂတ်အိမ်မက်ကိုမဖြည့်ထားပြင်မယ်လေအဖေဖြစ်သူကကိုစားဖြည့်ထားတာကိုမြင်လိုက်ရတာကြောင့်ပဲဒေါသထွက်နေပါတယ်အဲ့ဒီအချိန်မှာပဲချွဲဟုံးကြီးကမင်းဆော့ဆိုတဲ့ចောင်းသားကိုဂုံပူခိုင်းပြီးတော့စာတင်ကန်းတဲ့ပတ်သွားနေရင်လေပီကယောင်ရဲ့ကက်ဆက်ကိုခြေထောက်နဲ့တိုက်မိသွားလို့ပြောကြသွားခဲ့ရပါတယ်ဒါပေမဲ့မတောင်းမှန်တဲ့အပြင် မင်းစိုးရဲ့နှခင်ကိုလည်းလက်ညှိုးနဲ့ထိုးပြီးတော့စကလုံးလေးနဲ့ထိုးနှက်နေရကိုမြင်တော့သူ့အဖေဖြစ်သူရဲ့လူရွက်ကိုပြန်တွေးမိသွားပြီးဒေါသထွက်ကပေါ်ထလိုက်တာပါသူ့ကိုအော်ရာကြောင့်ကျွဲဟုံးကြီးတယောက်ကလည်းမကြင်မနက်ဖြစ်သွားပြီးတော့ပီကယောင်းကိုခြေတော့နဲ့ဆောက်ကန်လိုက်ပါတယ်။ကျောင်းစစ်တော်လည်းပီကယောင်းစီကနေပတ်စံနေတောင်းပါတယ်။နောက်ရက်ကျောင်းရောက်တော့လည်းပေါမုံမွေထားလို့ဆိုပြီးတော့အနိုင်ကျင့်နေခဲ့ပြီးဦးကယောင်းရဲ့နှစ်ချက်နဲ့ကက်ဆက်ကိုလည်းယူသွားတာကြောင့်မလို့သူတံပိုးထားတဲ့ပစ္စည်းမျိုးလိုပြန်ပေးဖို့ အေးစစ်စစ်ပြောပေမဲ့လည်းပြန်မပေးတဲ့အပြင်စောင့်ကန်ခံလိုက်ရပါသေးတယ်။ဒါပေမဲ့ဦးကြီးအောင်ကပြန်ပေးဖို့အေးစစ်စစ်ထပ်ပြီးတော့တောင်းတဲ့အခါမှာလည်းလာယူလို့ပြောပြီးတော့အောက်ကိုပြစ်ချလိုက်တာပါ။ဒါကြောင့်မဲဒေါသထွက်သွားတဲ့ဦးကြီးအောင်ကလည်းအပြင်းပြင်းနဲ့တစ်ချက်ထိုးလိုက်ရပေမဲ့ချွေးအုံးကြီးတယောက်လုံးဝကိုမောက်သွားပါတော့တယ်။ဒါကြောင့်ဒေါသထွက်သွားတဲ့သူအချင်းချင်းအပြန်အလှန်ထုံနေကြကုန်ပါပြီ။ချွေးဦးစီမှာချုပ်ပြီးတော့လေပင်းညှစ်ခံထားရပေမဲ့လေခါကနေဆွဲပြီးတော့ပြစ်ချပေးလိုက်ပါတော့ ပြီးတော့ကျွဲဦးရဲ့ခြေထောက်ကိုပဲအစစ်စစ်ထိုးနှက်ပေးလိုက်ပြီးကျွဲဦးကလည်းဦကြောင်းကိုပြန်ပြီးတော့ထိုးနှက်နေရပါနောက်ဆုံးတော့ကျွဲဦးတရားအောင်လဲကျသွားရပြီးတော့ဦကြောင်းကလည်းလဲဘင်းကိုညှစ်ပေးထားလိုက်ပါရယ်ဒါကိုကျွဲဦးရဲ့တငယ်ချင်းကတားဖို့လှုပ်ပေမဲ့လည်းဂန်ယွန်းကီဆိုတဲ့ចောင်းသားကတားလိုက်တာကြောင့်မင်းကပါလဲလို့မေးလိုက်တဲ့အခါမှာတော့ငါကဒိုင်လူကြီးပဲလို့ပြန်ဖြေလိုက်တာပါဒီဘက်မှာလည်းလဲဘင်းညှစ်ထားလို့ကျွဲဦးတရားသေးလို့မျောပါဖြစ်နေတဲ့အချိန်မှာဦကြောင်းလည်းအသေးစိတ်ပြန်ဝင်လာပြီးတော့လုတ်ပေးလိုက်ပါတယ် ပြီးတော့သူကဆက်နဲ့နှစ်ချက်ကိုအေးအေးဆေးဆေးကောက်ယူနေတော့မှာပဲအမတ်မရှိသေးတဲ့ချွဲဝီတယောက်ကတော့နောက်ကနေခုံနဲ့ကင်ပြီးရိုက်ဖို့ပြေးလာပေမဲ့လေသူပဲမှောက်သွားခဲ့ရပြန်တာပါကျောင်းစင်းတော့ဂန်ယုံကြီးကလဝိထုံးနီဘဲကတင်လာလဲလို့မေးရင်မနေ့ပြန်ကြရင်လည်းဘလို့ရံပြစ်မှာလဲလို့မေးလိုက်တော့ပြီးကြောင်းတယောက်ကြောင်းသွားပါတယ်ဘာလို့လဲဆိုတော့ချွဲဟုံးအီကိုရိုက်နှက်ခဲ့တာကြောင့်သူတငယ်ချင်းတွေကရင်ခံနေမှာမဟုတ်ဘူးလို့ပြောပြတော့သူ့မှာရံပြစ်ဖို့အတွေးမရှိဘူးဆိုပြီးဦးကျောင်းဟာလည်းထွက်လာခဲ့တာပါ ျူရှင်ကိုတောင်းရင်ကားပေါ်မှာချွေးအုံးကြီးကိုထိုးနှက်ခဲ့တာကိုပြန်တွေးပြီးပျော်ရှင်ကအတွေးလုံနေလို့မှတ်တမ်းကြော်သွားတဲ့အတွက်စာမွေးပွဲနဲ့နဲ့နောက်ကျသွားရပါတယ်။အင်ရောက်တော့အဖေဖြစ်သူကထုံးစံအတိုင်းစူပူနေခဲ့တာပါ။ဒီလိုနဲ့ရေမိုးချိုးပြီးထွက်လာတော့သူ့ရဲ့အကိုဖြစ်သူကိုပြန်မြင်ရောက်နေကနဇက်နဲ့ကဆက်ဟာလဲအကိုကပေးထားတာဖြစ်ပါတယ်။နောက်ရက်ကျောင်းမှာအင်သာတဲ့ဝင်နေတော့ချွေးအုံးကြီးနဲ့သူ့တငယ်ချင်းဂင်ဆွန်းကျွန်တို့ရောက်လာပြီးတော့စောင့်ကန်လိုက်ပါတယ်။ပြီးတော့မနေ့ကကိစ္စအတွက်ကသူကတောင်းပန်ပြီးပြီဖြစ်ပြီးတော့ ပြဿနာကိုသူအရင်စခဲ့တာမဟုတ်ကြောင်းပြောပြနေတော့မှာပဲထပ်ပြီးတော့အထိုးခံလိုက်ရတာပါပြီးတော့ဂင်းစွန်ကျုံကဒူးထောက်ခိုင်းပေမဲ့လေဦးကျောင်းကဘာလို့ဒူးထောက်ရမှာလဲဆိုပြီးတော့လုံးဝကိုမလုပ်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာအတန်းပိုင်ဆရာရောက်လာလို့သူတို့တွေဟာရံမဖြစ်လိုက်ရပါဘူးကျောင်းစစ်တော်ဦးကျောင်းတယောက်သူကဆက်နဲ့နှစ်ချက်ပြောက်လို့ရှာနေချိန်မှာချွဲအောင်ဤစီကနေဖုံးဆက်လာပြီးတော့သူတို့ရှိတဲ့နေရာကိုချိန်လိုက်တာပါကန်ယုံကီကလည်းနောက်ကနေလိုက်လာခဲ့ပါတယ်ဂင်းစွန်ကျုံကသူ့ကိုနိုင်အောင်တိုက်ခိုက်နိုင်ရင်ကက်ဆက်နဲ့နှစ်ချက်ကို ပြန်ရမယ်ဆိုပြီးတော့ဦကျောင်းကိုစိန်ခေါ်လိုက်တာပါ။ဒါပေမဲ့လည်းရံမဖြစ်ကျင်တဲ့ဦကျောင်းကတော့ခင်းစွန်းကျင်စီမှာပဲထိုးနှက်ခံနေရတာဖြစ်ပါတယ်။နောက်တော့ဒီမခန့်နိုင်တဲ့အဆုံးမှာတော့စောင့်တွန်းပြစ်လိုက်တာပါ။ရံပြစ်ဖို့အဆုံးပြစ်လိုက်ပေမဲ့လည်းဆရာကြီးခင်းစွန်းကျွန်စီမှာအလူးလိမ်ပဲခံနေရတာဖြစ်ပါတယ်။ဦကျောင်းတရားသူ့ရဲ့လက်သီးကွက်တွေကိုလေ့လာနေပြီးဘယ်ဟာကလွဲမားနေရလဲဆိုတာကိုအဖြေရှာရင်းနဲ့ပဲတတလဲလဲအထူးခံနေရတာပါ။နောက်ဆုံးမှာတော့အဖြေရှာတွေ့သွားခဲ့ပြီးအချိန်ကိုင်းတဲ့အချိန်တင်ရမှာကိုတိသွားပြီးတော့ ခင်းစွန်းကျုံကိုတစ်ဆက်ထိုးလိုက်နိုင်လိုက်ပါတယ်။ခင်းစွန်းကျုံနဲ့ဥကြောင်းတို့ရဲ့ရံပွဲကဘလို့ဆက်ဖြစ်မလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့ video တင်တိုင်းမှာတင်အောင်ဖို့ notification လေးကိုနှိပ်ထားဖို့လိုမိပါတယ်နော်။